အခုမြင်နေရတဲ့လေယာဉ်ကြီးကတော့ကမ္ဘာပေါ်မှာပထမဆုံးနည်းပညာနဲ့ထုတ်လုပ်ထားတဲ့ကိုပြောက်ဘုံကျဲလေယာဉ်ကြီးပါဒါပြင်အမြင့်ပေ9000ကနေတောင် တိုက်ခိုက်ရေးမစ်ရှင်တွေကိုပြုလုပ်နိုင်တယ်။နျူကလ িয়ার ဘုံးတွေတည်ဆောင်နိုင်ပြီးမြို့တစ်မြို့စာလောက်ကိုအသာလေးဖျက်ဆီးပစ်နိုင်ပါတယ်။ နောက်ပြီးအဲ့ဒီလေယာဉ်ကြီးကိုနိုင်ငံတနိုင်ငံကပဲထုတ်လုပ်နိုင်သေးတာပါအဲ့နိုင်ငံကလည်းအမေရိကန်နိုင်ငံပါပဲဒီလေယာဉ်ကိုထောက်လန်းလို့မရတာကြောင့်ရုရှားနဲ့တရုတ်ကတောင်ကြောက်နေရပါတယ်ဒါဆိုဒီလေယာဉ်မှာဘလို့နည်းပညာတွေပါဝင်နေပါတယ်ဒီလေယာဉ်ကြီးရဲ့နာမည်ကတော့ B2 Separate လို့ခေါ်ပါတယ်။ပြောရရင်လေယာဉ်ကလင်းနုပ်ပုံတံတန်းလို့ဖြစ်ပြီးအမဲရောင်ပါ။နောက်ပြီးအဲ့ဒီလေယာဉ်ရဲ့အမြန်နှုန်းကလည်းတနအီကိုမိုင်ပေါင်း630အထိမြန်းတာပါ။ ပန်အိုးကိုကောင်းတာက B2 separate လေရင်တိုက်ခိုက်တဲ့အခါဆိုရင်မုံချင်းတန်လိုမျိုးအတန်အကျယ်ကြီးထွက်ပေါ်လာပါတယ်ဒါကြောင့်အမေရိကန်နိုင်ငံရဲ့ခင်မီနည်းပညာတွေကိုသက်သေပြနေတဲ့လေရင်ဆိုလည်းမမားပါဘူး။နောက်ပြီး B2 separate လေရင်ဟာ18ပေအထိမြင့်ပြီးအရှည်ဆိုရင်68ပေအထိရှိပါတယ်။အဲ့ဒီလေရင်မှာအလိုလောက်စနစ်လည်းပါပါတယ်။ဘာလို့လဲဆိုရင် B2 Spirit Lane ဟာလူနှစ်ယောက်လိုက်ပါနိုင်အောင်ဒီဇိုင်းထုတ်ထားပြီးတခြားတစ်ယောက်ကတခုခုလုံးနေချိန်မှာအလိုလျောက်စနစ်နဲ့လေယာဉ်ကိုထိမ့်ချုပ်ထားပေးတာပါတကယ်တော့သူတို့ဒီလေယာဉ်ကြီးကိုစောက်ခဲ့ရတဲ့အကြောင်းကလည်းစစ်ပွဲကာလတွေမှာလေကြောင်းကတိုက်ခိုက်တဲ့လေယာဉ်တွေကိုပြန်လည်ခုခံပြီးတိုက်ခိုက်နိုင်အောင်လို့စောက်လုပ်ထားတာပါအဲဒါကြောင့်မို့ဘုံကျဲလေယာဉ်တွေထဲမှာ B2 Spirit ကိုရှင်နိုင်တဲ့လေယာဉ်မရှိသေးပါဘူး နောက်ပြီး B2 separate လေယာဉ်ဟာရန်သူရေဒါမှာအလွယ်တကူရှာမတွေ့နိုင်တဲ့နည်းပညာကြောင့်ကုပြောက်လေယာဉ်ဆိုပြီးပြောကြပါတယ်။ပြောရရင်ဒီလေယာဉ်ကြီးကို American စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Northrop Grumman ကုမ္ပဏီကစောက်လုပ်ထားတာပါ။ဒါပေမဲ့အစပိုင်းမှာတော့ဝေဖန်မှုတွေများစွာကြုံတွေ့ခဲ့ရပါတယ်။အဓိကဝေဖန်မှုတွေကတော့ကုပြောက်တဲ့နေရာမှာမဖြစ်နိုင်ဘူးဆိုပြီးပြောဆိုကြတာပါ။ဒီလိုဝေဖန်မှုတွေကိုလည်းကုမ္ပဏီကဂယူမဆိုင်ပဲခေပေါ်ပစ္စည်းတွေနည်းပညာပေါင်းများစွာနဲ့နောက်ဆုံးမှာထုတ်လုပ်နိုင်ခဲ့ပါတယ်။နောက်ပြီး B2 separate လေယာဉ်ဟာ အာဖဂန်နစ္စတန်၊အီရတ်နဲ့လီဗျားနိုင်ငံတို့ကိုတောင်တိုက်ခိုက်ပြီးပါပြီ အခုဆိုရင် B2 Separate လေယာဉ်ကို22စီးအထိထုတ်လုပ်ထားနိုင်ပြီဖြစ်ပါတယ်။နောက်ပြီး B2 Separate လေယာဉ်ဟာ Iron Man 2ဇာတ်ကားမှာလည်းပါဝင်ပါတယ်။တကယ်တော့ B2 Separate လေယာဉ်တိစောက်နိုင်ခဲ့တာက1998ခုနှစ်ကတည်းကပါ။ဒါလို့ဆိုရင် American တွေရဲ့နည်းပညာတိုးတက်မှုကိုမှတ်စနိုင်မယ်လို့ထင်ပါတယ်။ B2 Separate လေယာဉ်တစ်စီးကိုတိစောက်ဖို့ဒေါ်လာ1ဘီလီယံကျော်အထိကုန်ကြပါတယ်။တန်ဖိုးလည်းရမ်းကြီးတယ်လို့စွမ်းဆောင်ရည်လည်းမြင့်လာကြောင်း American နိုင်ငံအတွက်အားကိုးရတဲ့စစ်လေယာဉ်အမျိုးအစားလည်းဖြစ်လာပါတယ်။ ကျွန်တော်တို့စီမှာလေ့လာနိုင်တဲ့ online သင်တန်းတွေရှိပါတယ်။ဒါတွေအကုန်လုံးကို DVD description မှာရေးပစ်ထားပြီးတော့ IDK online class ဆိုတဲ့ Facebook page မှာလာပြီးအဲ့လိုရပါတယ်။နောက်တဲ့ video မှာထပ်တွေ့ပါမယ်။ Bye bye